ကျဟင်းခါတိနှင့်ကျဟင်းခါပင်ဤတံမိုးရှိပုံနှင့်ဈေးဘက်ဝင်ပုံကျဟင်းခါတိဘီတာဂေါ့ဒ်နှင့်အင်းဤအပင်သည် အာရှတိုက်အထူးသဖြင့်မြန်မာနိုင်ငံတွင်ဟင်းလျာဖြစ်တာမကပဲရှေးရခင်ကတည်းကတိုင်းရင်းစေးဝါဖြစ်ပါအဖိုးတန်စွာအသုံးပြုခဲ့ကြသော အပင်တမျိုးဖြစ်သည့်ယင်းဤခါတတ်သောအရာသာကြောင့်လူကြိုက်နေတော်လဲကျမ်းမာရေးအတွက်များစွာအထောက်အကူပြုသော အာဟာရဓာတ်များနှင့်ဂျက်ပေါင်းများကျွဲဝစွာပါဝင်နေပါသည် ကျဟင်းခါသည်ဤအာဟာရတန်ဖိုးနှင့်ကျန်းမာရေးအကျိုးကျေးဇူးများကျဟင်းခါသည်တွင်ဗီတာမင်နှင့်တထုဓာတ်များစွာပါဝင်သည်အထူးသဖြင့်ဗီတာမင် C ဗီတာမင် A ဖိုလိတ်ဖိုလိတ်ပိုတက်ဆီယမ်ဇင်ဇင်းနှင့်တန်တက်တို့ကြွယ်ဝစွာ ပါဝင်ပါသည်အင်းတွင်ပါဝင်သောအမြင်တက်သည်လည်းအစာချေစနစ်ကိုကောင်းမွန်စေပါသည်တသွေးတွင်တကြားဓာတ်ကို ထိမ့်ညှိပေးခြင်း ကျဟင်းခါတီဤအထင်ရှားဆုံးဆေးဘက်ဝင်အာနိသင်မှာသွေးတွင်းတကြားဓာတ်ကိုကျဆင်းစေနိုင်ခြင်းဖြစ်သည်။ငင်းတွင်ပါဝင်သော Cherentin, Vesin နှင့် Polypeptide ကဲ့သို့သောဓာတ်ပေါင်းများသည် Insulin, Insulin ကဲ့သို့လုံဆောင်ပေးနိုင်စွမ်းရှိသောကြောင့်စီးကျိုရောဂါဝေဒနာရှင်များအတွက် အထူးသင့်တော်ပါသည်။ပုံမှန်စားသုံးပေးခြင်းဖြင့်စီးကျိုရောဂါကို ထိန်းချုပ်ရာတွင် အထောက်အကူပြုသည်။နှစ်ကိုခံစွမ်းအားကိုမြင့်တင်ပေးခြင်း ကျန်ဟင်းခါးသီးတွင်ပါဝင်သောဗီတာမင်စီသည် ခန္ဓာကိုယ်၏ကိုခံစွမ်းအားစနစ်ကို မြင့်တင်ပေးပြီးယောဂပိုးမွားများဝင်ရောက်ခြင်းမှကာကွယ်ပေးသည့်ရင်းတွင်မှရှိသောဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants များသည့်လည်းခန္ဓာကိုယ်အတွင်းရှိဆဲများပျက်စီးခြင်းမှကာကွယ်ပေးသည်သုံးအစာခြေစနစ်ကို ကောင်းမွန်စေခြင်းအမြင်တတ်ကြွယ်ဝစွာပါဝင်သောကြောင့်အစာအိမ်နှင့်ဥလန်းချောင်းလှုပ်ရှားမှုကိုမှန်ကန်စေပြီး ဝမ်းချုပ်ခြင်းကိုတတ်တာစေသည် အစာအင်ခြင်းပေါက်ခြင်းနှင့်အစာမကြေခြင်းကိုလည်းလျော့ပါစေနိုင်သည် လေအသေးချမ်းမာရေးကိုအထောက်အကူပြုခြင်းကျဟင်းခါသည်သည်အသေးဤလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပြီး အသေးတွင်းရှိအစိတ်အောက်များကိုဖယ်ရှားပေးရာတွင် အကူအညီပေးသည်အသေးအင်ဆိုင်များ၏လုံဆောင်ချက်ကိုလည်းတိုးတက်စေနိုင်သည်ဟုဆိုကြသည်ငါးကိုအလေးချိန်ထိမ့်ညရာတွင်အသုံးဝင်ခြင်း ကယ်လိုရီပါဝင်မှုနည်းပြီးအမြင်တက်များသောကြောင့်အနေငယ်စားရုံဖြင့်ဗိုက်ပြစ်တင်းတင်စေသော ခံစားချက်ကိုရရှိစေသည့်ထို့ကြောင့်ကိုယ်လေးချိန်ရှော့ချနေသူများအတွက်တင့်တော်သောအသီးနှံတစ်မျိုးဖြစ်သည်6အရေပြားကျန်းမာရေးနှင့် အလှအပကျန်းဟင်းကားသီးတွင်ပါသောဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်ဗီတာမင်များသည်အရေပြားပေါ်ရှိဝက်ချံအဖုပိတ်များနှင့်အရေပြားရောဂါအချို့ကိုတက်တာစေနိုင်သည့် တွေးကိုတန်းစင်စေသောအာနိသင်ရှိသည်ဟုလည်းယုံကြည်ကြသောကြောင့်အရေပြားကိုကြည်လင်တောက်ပါစေသည်။ချက်ဟင်းကားပင်အရွက်နှင့်အနွယ်ဈေးဘက်ဝင်ပုံချက်ဟင်းကားပင်ဤအတိတာမကအရွက်နှင့်အနွယ်များတွင်လည်းဈေးဘက်ဝင်သောဂုံတက်တီများရှိသည်။ချက်ဟင်းကားရွက် ကျန်ဟင်းခါရွက်ကိုအရင်ညှိ၍တောက်သုံးခြင်းတို့မဟုတ်ဟင်းချိုချက်ပြုတ်၍တောက်သုံးခြင်းဖြင့်အဖျားယောဂါချောင်းဆိုးခြင်းတို့ကိုတတ်တာစေသည်ညှိရွက်သည်လည်းတွေးရင်းတကြားဓာတ်ကိုထိမ့်ညိရာတွင်အထောက်ကူပြုသည်အရေပြားပေါ်ရှိအနာများရရန်ခြင်းများနှင့်အရေပြားယောဂါများအတွက်အရွက်ကိုကျိတ်၍အုံပေးခြင်းလိမ့်ပေးခြင်းများပြုလုပ်နိုင်သည် ကျဟင်းကားຫນွယ်ကျဟင်းကားຫນွယ်ကိုပြုတ်၍တောက်တုံးချင်းဖြင့်လဲအလားတူကျမ်းမာရေးအကျိုးကျေးဇူးများကိုရရှိနိုင်သည်ဟုတိုင်းရင်းစေးပညာတွင်ဖော်ပြထားသည်တတိပြုရန်ကျဟင်းကားသည်သည်ကျမ်းမာရေးအတွက်များစွာအကျိုးပြုတော်လဲအလွန်ကြုံစားသုံးခြင်းကိုရှောင်ကျဉ်သင့်သည်အလွန်ကြုံစားသုံးပါကဝမ်းလျှောခြင်းဘိုင်းအောင်ခြင်းတို့ဖြစ်ပွားနိုင်သည်ကိုဝင်ဆောင်မျိုးသမီးများနှင့်노တိုက်မိခင်များအနေဖြင့်ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာစားသုံးသင့်သည် စည်းကြိုယောဂအတွက်ဆေးဝါးမိဝဲနေသူများအနေဖြင့်လဲတွေးတွင်တကြားတဲ့အလွန်ကြုံကြဆင်းမသွားစေရန်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေး၍စားသုံးသင့်ပါသည်